းကိုလည်းကျွန်တော်ကတမူထိုးကြတဲ့ဘေးဇိုကြီးဖြစ်ခဲ့တဲ့ဘဝရှိတဲ့နေရာလေးတွေဖြစ်တဲ့ကျွန်တော်မန္တလေးပြင်မနာကျောက်ဆယ်မှာအင်ရှလာကျွန်တော်တွားရောက်ပြီးတော့ကျွန်တော်စေတနာရှင်တွေနဲ့ပေါင်းပြီးတော့တွားရောက်လှူဒန်းမှုအစီအစဉ်ရှိပါတယ်ဗျကျွန်တော်1000ဝင်းကျင်လောက်အသားချိန်ပေါ့နော်တော်လှူมาပါဗျာကျွန်တော်တို့ကူရ်ဘာနီအစ်ဆိုတာကတော့ကျွန်တော်တို့ကလူမျိုးဘာသာမခွဲပဲပေးခြင်းနဲ့ထို့အတွက်ကြောင့်ကျွန်တော်စိတ်သားတိတ်တက်ကျွန်တော်ကလုပ်တယ် ရန်ကုန်ကနေပြီးတော့ကျွန်တော်ခုနှစ်ရက်နေကျွန်တော်တို့ကူရ်ဘာနီပထမအိနေကိုကျွန်တော်ထွက်ပါမယ်ကျွန်တော်ရှင်းရက်နေမှာတော့ကျွန်တော်ပြင်းမနာမှာလုပ်ပါမယ်ကိုရက်နေမနက်ကိုတော့ကျွန်တော်မန္တလေးမှာလုပ်ပြီးတော့ကိုရက်နေကျွန်တော်တို့တနအိခွဲ့နှစ်နိုင်ကိုတော့ကျွန်တော်ကြောက်ဆယ်မြို့မှာလာပြီးတော့လှူသွားမှာဖြစ်ပါတယ်ဗျကျွန်တော်ကအဓိကမြို့ပေါ်ဒီမှာမလုပ်ပါဘူးဗျကျွန်တော်ကရွာတွေကိုအဓိကလိုအပ်တဲ့ရွာတွေတကယ်ငလင်ထင့်သွားတဲ့ရွာတွေလှူသွားမှာဖြစ်ပါတယ်ဗျကျွန်တော်တို့ဗျစရင်းလေးတွေပေါ့နော် ကျွန်တော်ဘသူဘဏ္ဍကောင်လှူလဲဆိုတာစရင်လေးတွေပါပြီးသားဗျဒီမှာဆိုရင်ကျွန်တော်တို့စီမဲ့ကံမဲ့မလုပ်ဘူးဆိုတာပြတာဗျကျွန်တော်တို့တခြားခါတဲ့ဘောက်ချပါဖြတ်ပေးတာဘာကြောင့်လဲဆိုတော့ထမင်းတပူတော်မှာချွေးနေစာပဆက်အောင်လှူတဲ့လူတွေဆိုတော့လေဒီ3သိန်း2000ဆိုတော့ကျွန်တော်တို့တအားများနေတယ်အဲ့တော့ကျွန်တော်တို့ကပို့တော်သတိထားတယ်ဟုတ်ကဲ့ကျွန်တော်တို့တမတ်တမီသားစုဆိုတာက အခြေခံမိသားစုတွေကိုအရင်ခံပြီးဖွင့်ထားတဲ့စိုင်ပါဗျအခုတော့အလ်ဟမ်ဒူလ illah ကျွန်တော်ပထမအချိန်ကလည်းအအောင်မြင်မြင်နဲ့ဒါအများသိပဲဗျကျွန်တော်တရဝင်ချပြပြီးတော့မှစရင်အင်းအတီကြနဲ့ကျွန်တော်ဘယ်သူကဘယ်နှကောင်လှူလဲဆိုတာချပြပြီးတော့ကျွန်တော်ပထမအချိန်မှာလည်းမမှန်ကန်ကန်ကျွန်တော်ရန်ကုန်မှာကျွန်တော်တို့ဒဂုံတစ်စိတို့နောက်ဒဂုံစိတ်ကန်69တို့တောင်ဒဂုံ104လေးတို့ဒါအကိုလုံးမှာတိတိကျကျကျွန်တော်ဝေခဲ့တာလည်းရှိပါတယ်ဒီနှစ်ကိုလည်းကျွန်တော်ကတမှုထိုးကြတဲ့ ဘေးဆိုးကြီးဖြစ်ခဲ့တဲ့ဘဝရှိတဲ့နေရာလေးတွေဖြစ်တဲ့ကျွန်တော်မန္တလေးပြင်မနာကျောက်ဆယ်မှာအင်ရှာလာကျွန်တော်တွားရောက်ပြီးတော့ကျွန်တော်စေတနာရှင်တွေနဲ့ပေါင်းပြီးတော့တွားရောက်လှူဒန်းမှုအစီအစဉ်ရှိပါတယ်ဗျာ။ဘာကြောင့်လဲဆိုတော့ရန်ကုန်မှာမလူဘူးလားဆိုရင်ကျွန်တော်ရန်ကုန်ကဟိုလောက်ဒုက္ခမရောက်ဘူးဗျာ။ကျွန်တော်ကငလင်တင်းတဲ့နေရာတွားခဲ့တော့ ပို့ပြီးလိုအပ်မယ်ထင်လို့ပါပို့ပြီးခက်ခဲတယ်ထင်လို့ကျွန်တော်တို့မိသားစုကိုယ်တိုင်တွားရောက်ပြီးစေတနာရှင်ရဲ့ချွေးနှဲစာတွေကိုတွားရောက်ပြီးတွက်လှူมาပါဗျဟုတ်ကဲ့ရန်ကုန်မှာမနစ်ကကျွန်တော်တို့စိတ်သားအချိန်တထောင်လောက်လှူတယ်ဒီနှစ်ကိုတော့အင်ရှာလာကျွန်တော်1000 2000ဝင်းကျင်လောက်အသားချိန်ပေါ့နော်တွက်လှူมาပါဗျကျွန်တော်တို့ကူရ်ဘာနီအစ်ဆိုတာကတော့ကျွန်တော်တို့ကလူမျိုးဘာသာမခွဲဘဲပေးခြင်းနဲ့ထို့အတွက်ကြောင့် ကျွန်တော်စိတ်သားတိတက်ကျွန်တော်ကလှုပ်တယ်နောက်တစ်ခုကယူလို့ရအောင်လေလူမျိုးပါတာမျိုးစားလို့ရအောင်လေစိတ်သားပဲလှုပ်တာပါဗျဒီနေ့တော့အင်ရှာလာကျွန်တော်ဖောင်းငါနဲ့နှထောင်ကြားလေးမှန်းတာပါလေဗျဟုတ်ကဲ့ပါဗျအဲ့တော့ဘယ်နေ့ဒီဘယ်မြို့ပါလဲအဲ့ဒါလေးပြောပြကျွန်တော်အင်ရှာလာဒီရနေပြီးတော့ကျွန်တော်ရန်ကုန်ကနေပြီးတော့ကျွန်တော်ခုနှစ်ရက်နေကျွန်တော်တို့ကုရ်ဘာနီပထမအစ်နေကိုကျွန်တော်ထွက်ပါမယ်ကျွန်တော်ရှင်းရက်နေမှာတော့ကျွန်တော်ပြင်းမနာမှာလောက်ပါမယ်ကျွန်တော်၉ရက်၁၀ရက်ကိုတော့၉ရက်နေမနက်ကိုတော့ ျွန်တော်မန္တလေးမှာလုပ်ပြီးတော့ကိုရက်နေ့ကျွန်တော်တို့တနအိခွဲ့နှစ်နိုင်ကိုတော့ကျွန်တော်ကြောက်ဆယ်မြို့မှာလာပြီးတော့ကျွန်တော်ကအဓိကမြို့ပေါ်ဒီမှာမလုပ်ပါဘူးဗျကျွန်တော်ကယွာတွေကိုအဓိကလိုအပ်တဲ့ယွာတွေတကယ်ငလင်ထင့်သွားတဲ့ယွာတွေတကယ်လိုအပ်ပြီးခက်ခဲနေတဲ့လူတွေအများစုကို ါကျွန်တော်တို့ရွာကန်နေနဲ့တိုင်မြင်ပြီးနေကန်နေနဲ့တိုင်မြင်ပြီးဒါနေကန်တွေကလည်းတေးချစီစနစ်တကြပေါ့နော်ကတ်စနစ်တွေနဲ့အဲ့လိုလေးတွေစီစနစ်တကြဒါလုတ်သွားမှာဖြစ်ပါတယ်ဗျပြင်မနာမှာဆိုရင်ကျွန်တော်ဟာဂျီမီဦးကဥဆောင်ပြီးလုတ်ပေးမယ်ကျွန်တော်တို့မန္တလေးမှာဆိုလေဒါဗမာပြည်တပြည်ကျွန်တော်တို့မြန်မာတပြည်လုံးကတိတဲ့ကျွန်တော်တို့ KAFDG ကရနာခလီဖာဦးသိန်းဝင်းအောင်ကဥဆောင်ပြီးတော့ကျွန်တော်တို့တကယ်လိုအပ်တဲ့နေရာတွေကိုကျွန်တော်တို့နဲ့လက်တွဲပြီးတော့လှူသွားမှာဖြစ်ပါတယ်ဗျဒါ6ရက်နေ့9ရက်နေ့လောက်မှာဟာဂျီမီဦးပြင်မနာမှာဆိုဟာဂျီမီဦးကြီး သွားပါကျွန်တော်တို့ဒါကားရှိုးရုံးလဲဖင်ထားတယ်ကျွန်တော်တို့ဒါတဲကိုခံလဲပိုင်နေဟာဂျီမီဦးရှိမှသွားပြီးတော့ကက်လေးတွေတွတ်ယူပါယူပြီးတော့ကျွန်တော်တို့ဝေမဲ့နေရာလေးတွေကိုဒါစီစနစ်တကျလှုပ်ထားတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့တကယ်တအိမ်ကိုတထုံလုံးကျွန်တော်တို့ကပေးကျင်တာဖြစ်တဲ့တော့အိမ်လဲမင်းများပေးကျင်တယ်ဒါအားလုံးလဲရစီကျင်တဲ့အတွက်ကိုဒါပြင်မနာမှာဆိုရင်ဟာဂျီမီဦးမန္တလေးမှာဆိုရင်တော့ကျွန်တော်ပြောတယ် KFTG ဂရနာ ခလီဖာဦးသိန်းဝင်းအောင်ကဥဆောင်ပြီးတော့ကျွန်တော်တို့ဝေမယ်ခလီဖာဆက်ရှိမှာဒါတိုကင်လေးတွေဒါကတ်လေးတွေသွက်ယူလို့ရပါတယ်ကျွန်တော်အင်မတိုင်ခင်တော့တွားပြပြောနော်နောက်ကျွန်တော်ဖုန်းနံပါတ်ဖြစ်တဲ့09 66 840 90ကိုလည်းဆက်သွယ်ပြီးတော့ဒါကျွန်မတို့ကတော့ကျွန်တော်တို့ကတော့ဒါအသားလေးတွေလိုချင်လို့ပါဆိုရင်လည်းကျွန်တော်ဘယ်နေရာလေးမှာလာယူပါလို့ကျွန်တော်ပြောပါမယ်ကြောက်ဆယ်မှာဆိုလဲဟာဂျီမြင့်ထွန်းရှိပါတယ်ဟာဂျီမြင့်ထွန်းကိုကျွန်တော်လက်ပံဒါပရိုက်တာတင်တဲ့ချိတ်ဆက်ပြီးတော့ဒါလိုအပ်တဲ့နေရာတွေကိုကျွန်တော်တို့ဝေသွားမှာပါဗျဟုတ်ကဲ့ပါဗျအဲ့တော့ဒါစိတ်သားတထုတ်ကွာ ိုးသားပေါ့လေဟုတ်ကဲ့စိတ်သားတော့ကျွန်တော်အင်ရှလာ90သားလောက်ထဲမှာဗျာ90သားတော့အခုကစိတ်သားစီက4000 5000စီဖြစ်နေတယ်အဲ့တော့ဘာပဲဖြစ်ဖြစ်ဗျာဟိုကျွန်တော်ကလူမျိုးဘာသာမခွဲခြားဘဲနဲ့ကျွန်တော်တို့အစ်လေးမှာဗျာတန်ဖိုးရှိရှိနဲ့လူမျိုးစုံဘာသာစုံဒီစိတ်သားလေးစားစီခြင်းလာအဲ့အတွက်လေကျွန်တော်ကငလင်တင်းတဲ့နေရာတွေကျွန်တော်ကိုယ်တိုင်ဒုက္ခခံပြီးမိသားစုပါခေါ်ပြီးကျွန်တော်နဲ့မိသားစုဆိုတာတော့တေသူရှင်သူမိသားစုပေါ့ ကျွန်တော်သွားလေရရေဘေးလဲလိုက်တယ်ငလင်ဘေးလဲလိုက်တယ်ဘာမုံတိုင်းဖြစ်လဲလိုက်တယ်အမေဆိုရင်အသက်80ကျော်လိုက်တာပဲဘာကြောင့်လဲကျွန်တော်တို့ကတေတူရှင်တူဖြစ်စေခြင်းလို့ကျွန်တော်တို့ကတကယ်လဲဒုက္ခခံပြီးကိုယ်တိုင်ကိုကြဝေစေခြင်းလို့ကျွန်တော်ထိတိရရောက်နေကျွန်တော်ကိုယ်တိုင်တွက်လူမှာပါဗျဒီမှာဆိုလဲကျွန်တော်တို့ဒါဆိုရင်ကျွန်တော်တို့ဗျစရင်လေးတွေပေါ့နော်ကျွန်တော်ဘသူဘဏ္ဍကောင်လှူလဲဆိုတာစရင်လေးတွေပါပြီးသားဗျဒီမှာဆိုရင်ကျွန်တော်တို့စီမဲကံမဲမလုပ်ဘူးဆိုတာပြတာဗျကျွန်တော်တို့တမတ်တန်က အလူစခန်နေရဒီမှာဆိုရင်ဘသူဘဏကောင် ကျွန်တော်တို့ဒီမှာဆိုရင်ဘသူဘဏကောင်လှူတယ်ဘသူဘဏကောင်လှူတယ်ဆိုတာပါပြီးသားဗျနောက်တစ်ခုကကျွန်တော်တို့တံမတံမဒီမှာဘောက်ချာလေးတွေကျွန်တော်တို့တခြားခါတဲ့ဘောက်ချာပါဖြတ်ပေးတာဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကသမင်းတပူတော်မှာချွေးနေစာပတ်စံအောင်လှူတဲ့လူတွေဆိုတော့လေဒီ3300ဆိုတော့ကျွန်တော်တို့အားများနေတယ်အဲ့တော့ကျွန်တော်တို့ကပို့တော်တရိထားတယ်နောက်ဆိုတော့ ူမြားရဲ့ချွင်းနေစာလောက်ကတာဆိုတော့တအားသတိထားပြီးလောက်ရတဲ့အလုပ်ဖြစ်ပါလေဗျ။ဘာဖြစ်လို့လဲဆိုတော့သူမြားပူကပူထမ်းရတာလေ။ကို့မှာပူကောင်းကြည့်ပါလေ။တာဝန်တွေလည်းတအားကြည့်ပါလေဗျ။ကျွန်တော်တို့ကအဓိကကကျွန်တော်တို့အစ္စလမ်ဖြစ်တဲ့အစ္စလမ်သာသနာကခွင့်ပြုထားတဲ့စိတ်တွေကိုဒါအဓိကထားပြီးတော့ကျွန်တော်တို့ငလင်သိတဲ့နေရာတွေပြင်မနာကျွန်တော်မန္တလေးကြောက်ဆွေမှာတွားရောက်ပြီးတော့အင်ရှာလာကူရ်ဘာနီအစ်ဒုတိယနေ့တတိယနေ့၈ရက်၉ရက်ကိုတွားရောက်ဝေငှချင်းဖြစ်ပါတယ်ဗျ။ ကျွန်တော်တို့တမတ်တန်ဆိုင်ကိုတော့ဗျာကျွန်တော်တို့အစ်ကကျွန်တော်6ရက်တော့ပိတ်ဖို့ຢາတာပါတယ်ဗျာကျွန်တော်ဘလောက်တောင်ကျွန်တော်ဆိုင်ကဒါလာဝယ်တဲ့လူတွေကိုချစ်လဲဆိုရင်ကျွန်တော်တို့အာရဖတ်နေ့ဆိုတာကကျွန်တော်တို့တကယ်ရိုးစားတွေထားကြတယ်အများစုပေါ့နော်ဒါအီဘာဒတ်တွေလုပ်ကြတဲ့နေ့တောင်မှကျွန်တော်အဲ့နေ့ကိုဆိုင်လေးဖွင့်မိရတယ်ဘာဖြစ်လို့လဲကျွန်တော်ဆိုင်မှာကလူမျိုးဘာသာမျိုးလာစားကြတဲ့အတွက်6ရက်နေ့အထိကိုဖွင့်မိရတယ်9ရက်8ရက်9ရက်10ရက် 17ရက်12ရက်နေ့ဒီကျွန်တော်6ရက်တော့စိုင်ပိတ်ပါမယ်ကျွန်တော်ဘာကြောင့်လဲဆိုတော့ခရီးဝေးသွားတယ်ဖြစ်တဲ့အတွက်အမေတို့ဘာလို့အမတို့ပင်မမ်းမယ်ရက်လေးတွေနားပြီးတော့မှကျွန်တော်တို့ပြန်ဆင်းလို့ရအောင်လုပ်ထားတာပါဗျစိတ်တကောင်ကိုကျွန်တော်3သိန်း2000ကျပ်ပြီးအလူငွေကောက်ခံနေတယ်အဲ့3သိန်း2000ဆိုတာလဲကျွန်တော်ကဘာကြောင့်ယူတာလဲအဲ့နေမှာလောက်တာစိတ်ကမတက်တာဘူးလားတက်တာပါလေဒို့ပေမဲ့ရန်ကုန်နဲ့တော့တိတ်မကွာပါဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်ကဒီတစ်ခေါက်ကျွန်တော်ပတ်စံအများစုစိုက်ပြီးစိတ်တွေကြိုဝယ်ရတယ် ပထမနှစ်ကကျတော့ကျွန်တော်ကိုဒါကျွန်တော်မိတ်ဆွေတယောက်ကစိုက်ပြီးတော့ကြိုလုပ်ပေးတာလားဒီနှစ်ကကျတော့ကျွန်တော်ပတ်စံကြိုစိုက်ပြီးတော့ကျွန်တော်ကြိုပြီးတော့ဟိုမှာစိုက်ရန်လေးတွေပေးထားရတယ်အခုမှအလူရှင်လေးတွေနည်း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 ပေါ်လာတော့ကျွန်တော်ဘလောက်တောင်လုပ်ပေးထားလဲဆိုရင်ကျွန်တော်တို့တချို့အလူရှင်တွေဆိုရင်လက်ကုံမှတောင်ငွေဝင်တာတချို့ကကူဘာနီနိဆပ်တော့တခုတော့ထိုင်နေတယ်လက်ကုံမှပတ်စံရမယ်အဲ့တော့ကျွန်တော်ကိုစောင့်ပေးပါဟုတ်ပါတယ်ကျွန်တော်စောင့်ပေးပါတယ်ကျွန်တော်ဘလောက်တောင်စောင့်ပေးလဲဆိုရင် ဣဒုတိယနေ့အထိကိုကျွန်တော် လက်ခံမယ်။ဘာကြောင့်လဲဆိုတော့စရင်အိုင်းနေမှာပိတ်မယ်ပိတ်ပြီးတော့ကျွန်တော်မန္တလေးမှာအကောင်ကြီးအများကြီးကျွန်တော်လှုပ်လို့ရတယ်လှူလို့ရတယ်အလူရှင်မြမြလိုက်ရင်ကျွန်တော်မြမြလှူမယ်ဆိုတော့ရွယ်ချက်နဲ့ကျွန်တော်အများကြီးဒါအလူရှင်တွေလည်းလှူလို့ရအောင်လှုပ်ပေးတာပါတယ်ကျွန်တော်အဓိကကတော့ကျွန်တော်တို့တမတ်တန်မိသားစုဆိုတာကအခြေခံမိသားစုတွေအဓိကလိုအပ်တဲ့လူတွေကိုကူညီခြင်းနဲ့ဆိုင်လေးတစ်ခုဖြစ်ပါတယ်ဗျအခုချိန်ကြီးလဲဈေးတွေတက်တာတော့မှကျွန်တော်တို့တမတ်တန်မိသားစုကဟင်းတပွဲ900 ထမင်းတပွဲ900နဲ့ရောင်းနေတုံပဲဗျဒါကျွန်တော်တို့တမတ်တိုင်ရဲ့စေတနာတွေပါဗျ